ကျောင်းစုမြို့နယ်မှာရှိတဲ့ပင်လယ်ရွာတွေဖြစ်တဲ့ကော်ဆီယာနဲ့မဲရော်ကျေးွာအုပ်စုတွေမှာဇီဝစုငယ်ဝင်မြူရေလုပ်တဲ့အေတွေပုံမှုဆောက်လုပ်လာကြတယ်လို့ဒေတာခံတွေစီကသိရပါတယ်2020ပြည်နှစ်မတိုင်မီကကျောင်းစုမြို့နယ်မှာရှိတဲ့ပင်လယ်ရွာတွေမှာတေဝါမှာဗျမ်းမြအနေနဲ့ဇီဝစုပင်မွေတဲ့အေတိန်နေလောက်သားရှိရကနေလက်ရှိမှာအခြေစနစ်ချပြရှိလာတယ်လို့ဆိုပါတယ် အဲဒီရွာတွေမှာငါဖားလုပ်ငန်းကိုအဓိကလုပ်ကိုင်းချပြီးမိုးရွာတွေမှာလှိုက်ချပြီးပင်လယ်ထွက်ရခက်ကလုပ်ကိုင်းရှာပါတာကြောင့်ရင်းနှီးမြှုပ်နှံမှုတစ်ခုအနေနဲ့လုပ်ကိုင်းချတာဖြစ်တယ်လို့ကျောင်းစုံရုံနဲ့ကိုစရာရွာမှာနေတဲ့ဒေသခံတို့ကပြောပါတယ် အရင်ကစီပွဲစိုးငယ်မွေတဲ့ဧတွေကိုမင်းမျိုးနယ်မှာသာအများဆုံးတွေ့ရပြီးလက်ရှိမှာပုံပြင်းမျိုးနဲ့နဲ့ကျောင်းစုမျိုးနဲ့ထက်ကပင်နေကြာတွေမှာပါစီးပွားဖြစ်ဆောက်လို့လာကြတယ်လို့ဒေတာကန်ချိုစီကသိရပါတယ်စီပွဲစိုးငယ်ဧတွေကိုတက်သားနဲ့ဆောက်လို့ကြာတယ်လို့ဗီလတ်မျိုးနဲ့လည်းဆောက်လို့ကစီးပွားဖြစ်အမွေမျိုးကြပြီးအရွယ်စားနဲ့တိုးပြတဲ့တက်သားအမျိုးစားပေါ်မူတည်ပြီးကြတဲ့တရားကနေဒိတ်တထားလောက်အထိကိုကြလိရှိတယ်လို့ဆိုပါတယ် နေတဲ့အီရီမှာဇွေစုငှက်တွေတွေတင်တော်တဲ့ဘူးချင်းဆိုတိုင်းစာအစားအစာနဲ့ရေတွေကိုဖြည့်ဆည်းပေးထားရပြီးနှဲ့တန်းတူကိုလည်းစပီကာကနေထုတ်လုပ်ထားရလေးရှိပါတယ်။2029ခုနှစ်တတော်ဦးစီးဌာနရဲ့စီးရင်တွေ့ရတင်းနှာရီတိုက်တွင်ဇွေစုငှက်ဝင်မှုတွေအေလျာနေပါရှိပြီးပွင့်လက်တွင်းရှိတဲ့ကျောင်းတွေမှာလည်းတဘွားလျှောက်နေထိုင်တဲ့ငှက်တိုက်တွေလည်းရှိပါတယ်။